နောက်ပုဂ္ဂိုလ်တဦးကဘသူတုံးလို့ဆိုလို့ရှိရင်အနာဂံနဲ့ယဟန္တာအဲ့ဒီအနာဂံယဟန္တာဟာစိတ်ကိုခိတ္တခဏရပ်ဆိုင်းတဲ့နိရောဓသမဘတ်ကိုဝင်စားလိုက်မယ်ဆိုလို့ရှိရင်တော့လေခொနည်းရဲ့လောက်ဒီစိတ်အစဉ်လေးဟာပြတ်တောက်သွားနိုင်တယ်တဲ့သို့တော့ခொနည်းရဲ့တကြော်ပြီးတော့ဝင်စားလိမ့်မရှိဘူးဘာဖြစ်လို့ဝင်စားလိမ့်မရှိသလဲဆိုလို့ရှိရင် လူတွေရဲ့အသက် ပြောကြတယ်မို့လားထမင်းအသက်9ရက်ဆိုတာလေမှန်ပါဗျာတဘာဝတည်နေတာသေးတယ်မသေးတာအသာထားသူထိန်းနိုင်တဲ့အရက်က9ရက်ပဲရှိတယ်ပေါ့မှန်ပါဗျာဟိုဘဝတော့ဒီ9ရက်ကကြော်လို့ဒီရှင်မတော့သေးမှာပေါ့လေသေးတာကိုပြောတာမဟုတ်ဘူးเนาะမှန်ပါဗျာခန္ဓာကိုယ်ကိုထိန်းသိမ်းစောင့်ရှောက်နိုင်တဲ့အစာအာဟာရရဲ့စွမ်းရည်တတ္တိက9ရက်ကျတော့ကုန်သွားပြီလို့ဆိုလို့ရှေ့ကိုဆက်ထိန်းတာကဒီအာဟာရကမထိန်းနိုင်တော့ဘူးလို့ပြောတာเนาะမှန်ပါဗျာ အဲ့ဒီဆက်မထိန်နိုင်တဲ့ဘက်ကိုဆက်တိုးသွားနေလို့ရှိရင် ကိုယ့်ကိုညှင်းဆဲရရောက်တယ်။ဒါကြောင့်မလို့និရောဓသမာဘဝင်စားတဲ့အခါမှာခொနည်းရဲ့ဖယ်ဝင်စားတယ်။ခொနည်းရဲ့တပူပြီးတော့ဝင်စားလို့မရှိကြဘူး။စိတ်ကိုဖြတ်တောက်ပလိုက်တာ။ခိတ္တခဏဖြတ်တောက်ထားလိုက်တာ။စိတ်ပဲစိတ်ဆိုင်ရာတွေအကုန်လုံးဖြတ်တောက်သွားတဲ့အချိန်မှာစိတ်လည်းမပေါ်လာတော့ဘူးစေတသိက်လည်းမပေါ်လာတော့ဘူး။စိတ်ကြောင့်ဖြစ်တဲ့ ရုပ်တရားတွေဆိုတာလည်းရဆိုင်သွားတယ်။ဘာပဲခြံတော့ဆိုတော့အတိတ်ဘဝကကံရဲ့စွမ်းအားတွေနဲ့ကမ္မဇယုတ်တွေတော့လဲပတ်နေသေးတယ်တဲ့။ဥဒုရဲ့စွမ်းအားနဲ့ဥဒုဇယုတ်တွေလဲပတ်နေသေးတယ်တဲ့။မဝင်စားခင်ကစားထားတဲ့အာဟာရရဲ့စွမ်းအားကြောင့်အာဟာရဇယုတ်တွေတော့ဖြစ်နေသေးတယ်တဲ့။ဟော။ဒီချိန်မှာစိတ်ဟာပြတ်တောက်သွားတာဒီနှစ်ခုလို့ဒီလိုပြောနိုင်တယ်ပေါ့เนาะမှန်ပါပါခင်ဗျာ ဒီပြင်အချိန်မှာဆိုရင်စိတ်ဟာပြတ်တောက်သွားတာမရှိဘူးတန်တရာထဲမှာရှစ်စိတ်ချုပ်ရင် နောက်စိတ်ဖြစ်တယ်ဒီတိုင်းနဲ့သွားနေတာဘဝတန်တရာမှာဘယ်ကစားခဲ့တယ်လို့ပြောလို့မရတော့အောင်အလွန်ရှည်ကြတယ်